ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါ යි ။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခါလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။အမဲလိုက်တိတ်ငှက်ဟိုးရှိရှိတုန်းကစိမ့်စုအုံမိုင်းတဲ့တော်ကြီးတစ်ခုရှိခဲ့ပါ යි ။အဲ့ဒီတော်ကြီးထဲမှာတရိစံပေါင်းစုံနေထိုင်ခဲ့ကြပါ යි ။ကျင်းငယ်အပေါင်းတို့လည်းပျော့ပျော့ရွှေရွှေနေထိုင်ကြပြီးမနက်စောစောဆို ။ตายရတဲ့အတောင်လေးနဲ့နားထောင်လို့ကောင်းတဲ့တချင်းလေးတွေလည်းတီဆိုလေးရှိပါသေး යි ။အဲ့ဒီဒေါ်လေးကအဲ့ဒီကတရိတ်ဆန်တွေအတွက်တော့ตายရလှပရဲ့ကဘာငယ်လေးပါပဲ။အဲ့ဒီကတတဝါလေးတွေကလည်းဒီကောင်နဲ့ဒီကောင်မိသားစုတွေလိုချစ်ချစ်ခင်ခင်နေကြပြီးအချင်းချင်းကူညီရိုင်းပေးကြပါသေး යි ။အခက်ခဲကြုံလာရင်လည်းစီစီလုံးလုံးကြောပြတ်ကြပါသေး යි ။ပြဒနာဖြစ်ခဲ့ရင်လည်းစနေတကြအတူတူဖြည့်ရှင်းကြပါသူရဲ့တတော်လေးဟာအယောင်သွေးဆောင်နေတဲ့တစ်ပင်ပန်းမှန်မျိုးစုံရှိတဲ့အတွက်ကြောင့်အယောင်လေးသားရလှပတဲ့အဖြစ် အစာရေစာလည်းပေါများပါငယ်ကလေးတွေဟာအစာအတူတူထွက်ရှာလေးရှိကြပါဒါပေမဲ့အဲ့ဒီတော်ရင်မှာပြဿနာတစ်ခုရှိပါအဲ့ဒါကတော့ရုပ်မှကောက်ချစ်တဲ့တိမ်ငက်ကြီးပါအဲ့ဒီတိမ်ငက်ကြီးကသူ့ရဲ့တန်မာရဲ့အတောင်မန်တွေရဲ့အကူအညီနဲ့တစ်တော်အနှံ့ပြန်တန်းပြီးသားကောင်ရှာလေးရှိပါပြီးရင်တော်ရဲမှာအာနေတရိစ္ဆာန်ငယ်လေးတွေကိုသူ့ရဲ့သားကောင်အင်းနဲ့ဖန်စီစားတော့ပါ යි အာနေနဲ့ငယ်ကလေးတွေအတွက်တိုင်းငယ်ကြီးရဲ့ချွန်ထက်ပြီးမကြောတဲ့လက်သေးတွေနဲ့ နှုတ်သီးတွေကနေလွတ်မြောက်ဖို့ဆိုတာအရန်ကိုခက်ခဲပါအဲ့ဒီတိုင်ငတ်ကြီးရဲ့အမဲလိုက်မှုကြောင့်တော်ရီကငှက်ကလေးတွေအတွက်လွလွလလပ်ပြန်တမ်းဖို့အတွက်တောင်းအခက်ခဲရှိလာပါ යි ငှက်ကလေးတွေဟာတိုင်ငတ်ကြီးရဲ့အစာဖြစ်သွားမှာကြောက်တဲ့အတွက်ကြောင့်အစာရှာဖို့တောင်မထွက်ရဲကြတော့ဘဲအိမ်ထဲမှာပဲစုပြီးနေနေရပါ යි ဒီလိုနဲ့ကြာလာတဲ့အခါငှက်ကလေးတွေလည်းတခုခုလုံးမရတော့မေဆိုတာကိုနားလေလိုက်ကြပါ යි သူတို့ဒီတိုင်းနေနေ အချိန်ကြီးကပိုဆိုးလာမေဆိုတာကိုသူတို့သိကြပါ යි ဒါကြောင့်တနေ့မှာတော့နှစ်တွေဆူပြီးအစည်းအဝေးလုပ်ကြပါယ်။အစည်းအဝေးမှာသူတို့အားလုံးသူတို့ကြုံတွေ့နေရတဲ့အခက်အခဲအကြောင်းပြောကြပါယ်။တယောက်တစ်ပေါက်နဲ့နီးလန်းတွေရှာဖွေပြောဆိုကြပါယ်။ကျက်တူတွေကဒီလိုပြောလိုက်ပါယ်။ငါတို့ဒီပြဿနာအမြင့်ကနေဖြေရှင်းဖို့နီးလန်းရှာမရမယ်။ဒီလိုတိတ်ငက်ကိုကြောက်ရွံ့ပြီးရှင်သန်နေလို့မရတော့ပါဘူး။ငါတို့အားလုံးစီစီလုံးလုံးနဲ့စနစ်တကျဝိုင်းမိကြိုးစားရင်ဒီပြဿနာဖြေရှင်းနိုင်မှာပါ။ဟုတ်တယ်။ ဲ့ဒီတင်ငက်ကငါတို့အနိုင်ကျင့်နေရကြပြီငါတို့ရဲ့မိသားစုဝင်တွေတငယ်ချင်းတွေလည်းသူ့တောင်အသက်ဆုံးရှုံးခဲ့ငါတို့လက်စားချေရမှာကျေနပ်မယ်သူတို့တွေအဲ့ဒီလူတွေတိုင်မနေကြပြီမဲ့ဘသူစီမှာမှဒီပြဿနာကိုဖြေရှင်းဖို့ထိရောက်တဲ့နေလန်ကောင်းရှိမနေပါဘူးအဲ့ဒီချိန်မှာစာကလေးပေါက်လေးကဝင်းပြောင်းလိုက်ပါမိမိပြောတာစီလုံးချင်းမှာအင်အားရှိရတဲ့အဖိုးကနဲ့သူ့မိသားတို့ရပုံမြင်တဲ့အတိုင်းပဲလေတမီးတို့တယောက်တည်းဖြစ်နေချိန်မှာတမီးတို့ကပို့ပြီးအားနေတယ် ။အဲ့ဒါကန်းကောင်းတီးရဲ့တိတ်ငတ်ကငလေးတွေတကောင်နဲ့ဖြစ်နေတဲ့အချိန်မှာပဲအမဲလိုက်တယ်။တကယ်လို့သာသမီးတို့အားလုံးဆိုပြီးသူ့ကိုတပြိုင်တည်းတိုက်ခိုက်ရင်သမီးတို့အနိုင်ရလောက်တယ်။အချိန်ညာရင်သူ့ကတကောင်နဲ့ဖြစ်သွားမှာလေ။တငယ်ချင်းတို့ရေပုံမြင်လေးရှင်းပြဆက်ခင်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ပေးထားပါဦးနော်။တခြားသောငှက်တွေကစက်ကလေးပေါက်စားလျက်စကားကြာကြာချင်းအံ့ဩပြီးတော့ထိတ်လန့်သွားကြပါ යි ။အံ့ဩတာကဒီစက်ကလေးပေါက်တသေးလေးစီကနေ ဒီလိုပြင်းထန်တဲ့စကားမျိုး မကြောက်မရွံ့ထွက်လာလို့ပါ ပြီးတော့ထိတ်လန့်တာကတော့သူတို့အဲ့ဒီသင်ငန်းနဲ့ထိတ်ကြရင်ဆိုင်ရမှာတွေ့ပြီးလန့်သွားကြတာပါခဏနေရောသူတို့ကစိတ်ငြိမ်ငြိမ်ထားပြီးစကလေးပေါက်လေးပေးရဲ့အကြံတေချာစဉ်းစားကြည့်ပါပြီးတော့ခေါ်ကပြောလိုက်ပါတကယ်ပဲငါတို့တစုတစည်းတဲ့တိုက်ခိုက်ရင်တော့အဲ့ဒီသင်ငန်းအနိုင်ယူနိုင်လိမ့်မယ်ဒါပေမဲ့စနစ်တကျမကြံစီပဲထိတ်တက်ရင်ဆိုင်တော့ငါတို့အထီနားလိမ့်မယ်အရင်ဆုံးအစီအစဉ်ဆွဲရမယ်ပြီးတော့တကယ်လို့နောက်တစ်ခါတိတ်ငက်က သူတို့တွေကတကောင်အမဲလိုက်ဖို့ကြိုးစားရင်သူတို့အားလုံးတင်းငက်ကြီးကိုရုတ်တရက်သူမထင်ထားတဲ့အချိန်မှာမထင်ထားတဲ့ပုံစံနဲ့တအုပ်လုံးတစ်ပြိုင်တည်းတိုက်ခိုက်ကြမယ်လို့တိုင်ပင်လိုက်ကြပါ යි နောက်တနည်းမနဲ့မှာပဲတင်းငက်ကြီးကကောင်းတင်ပေါ်ပြန်ဝဲပြီးသားကောင်ရှာနေပါ යි တင်းငက်ကြီးကငှက်လေးတကောင်တွေ့ပြီးဖမ်းဖို့အရှိန်နဲ့ပြန်လာခဲ့ပါ යි ဒါပေမဲ့တင်းငက်ကအဲ့ဒီငှက်ကလေးကိုဖမ်းလို့မမိခင်မှာပဲတခြားငှက်တွေကရုတ်တရက်အဲ့ဒီငှက်ကလေးအရှိန်ကိုရောက်လာပြီးကောက်ွယ်ပြီးကြပါ යි ပြီးတော့ကြံနေငှက်တွေအားလုံးလဲချက်ချင်းပဲရောက်လာကြပြီးတင်းငှက်ကြီးနဲ့ထိတ်တက်ရေးဆိုင်ကြရပါတယ်။တင်းငှက်ကလည်းငှက်တွေအုပ်လိုက်ကြီးရုတ်တရက်သူ့ကိုရန်လုံးနေရာတွေ့ပြီးလန့်ပြေးပါအောင်တယ်။နောက်ဆုံးတော့တင်းငှက်ကြီးကတောရဲ့အပြင်ဘက်အထိထွက်ပြေးသွားရပါအောင်တယ်။ငှက်တွေအားလုံးကလည်းသူ့ရဲ့ရန်သူအနေနဲ့တတ်မှတ်ပြီးတွေ့ရတဲ့တတ်မယ်ဆိုတာသိရတဲ့အတွက်တင်းငှက်ကြီးလည်းတောရဲ့ဘရောမှာပြန်မလာရဲတော့ပါဘူး။ငှက်တွေအားလုံးစီးလုံးတဲ့အင်အားကိုတင်းငှက်ကြီးမရှင်နိုင်ခဲ့ပါဘူး။ တန်မာတဲ့တိတ်ခတ်ကလည်းစီးလုံးနဲ့ညက်ကလေးတွေအရှုံပေးလိုက်ရပါတော့တော်ရရတောင်းကြတဲ့နေရာလေးတနေရာမှာကြီးမားရဲ့တပင်အုပ်ကြီးတပင်ရှိပါတယ်။ဘဝါဆိုတဲ့စားကလေးကသူ့ကလေး၃ယောက်နဲ့အတူတူအဲဒီတပင်ကြီးပေါ်မှာအိမ်ဆောက်ပြီးနေထိုင်ပါတယ်။သူ့ကလေး၃ယောက်ရဲ့နာမည်ကလလနီနီဖြူဖြူတို့ဖြစ်ကြပါတယ်။အဲဒီတပင်အုပ်ကြီးကသူ့မိသားစုအတွက်တော့လုံခြုံတဲ့နေရာလေးတနေရာအဖြစ်ရှိနေပါတယ်။သူ့မိသားစုလေးယောက်ဟာလုံလုံခြုံခြုံနဲ့ပျော်ပျော်ရွှင်ရွှင်စော့ကစားရင်းနေထိုင်ခဲ့ကြပါတယ်။ ဇာကလေးတို့ရဲ့မိမိဘဝကဒယန်းကိုထက်မြက်ပြီးအလုပ်ကြိုးစားရေးဇာကလေးတကောင်ဖြစ်ပါသူကသူကလေးတွေရဲ့လုံခြုံရေးစားဝတ်နေရေးအပြင်အလေးကျိတ်ကောင်းတွေရှိဖို့ပါတိချာဆုံးမပေးပြီးဇာရိတာကောင်းမွန်ဖို့အတွက်လဲထိန်းကျောင်းတုံသင်ပေးပါဘဝကနေ့တိုင်းမနက်အစောကြီးထပြီးအိမ်နဲ့အဝေးကြီးအထိပင်ပင်ပန်းပန်းပြန်တတ်ပြီးသူကလေးတွေအတွက်ကောင်းမွန်တဲ့အစာတွေရအောင်ရှာပေးလိမ့်ရှိပါပြီးရင်အချိန်မီပြန်လာပြီးကလေးတွေကိုအစာလဲကိုယ်တိုင်ပဲကျွေးပါ သူ့ရဲ့ကလေးတွေကအယံကုန်နေသေးတဲ့အတွက်ကြောင့်မပြန်တက်ကြသေးပါဘူး။ပြီးတော့ဘာကိုမှကောင်းကောင်းနားမလည်သေးပါဘူး။ဒါကြောင့်မဘာကသူ့ရဲ့ကလေးတွေကိုအပြန်တင်ပေးပါ යි ။ဟုတ်တယ်ဟုတ်တယ်ကလေးတို့။မမေသမီးလေးတွေကတော်လိုက်ကြတာ။သမီးတို့ပြန်နေနေရမှန်တယ်။ဒီလိုသာလေးချင်းမိကလေးတွေခဏလေးနဲ့ပြန်တက်သွားမှာ။တော်ရယ်သမီးတော်ရယ်မမကသူ့ကလေးတွေကိုသူတို့နေရဲ့တစ်တော်နဲ့တော်ရဲမှာရှိတဲ့တရိတ်ဆန်တွေအကြောင်းကိုဘ ഹു တုတရာရောက်ပြောပြပါတယ်။သမီးတို့ဒီလား မမေတို့တော်ရဲမှာအမဲလိုက်တဲ့တော်ရန်တရိစ္ဆာန်တွေအများကြီးရှိတယ်။အမဲလိုက်တယ်ဆိုတာဘာလဲရေမမေ။အမဲလိုက်တယ်ဆိုတာအင်အားကြီးရဲ့တရိစ္ဆာန်၊သူ့ထက်အင်အားနဲ့တရိစ္ဆာန်တားကောင်ပြေဖမ်းပြီးစားတာကိုပြောတာကလေးရဲ့။ဒါကြောင့်တမီးတို့အခုနည်းနည်းပြန်တက်နေကြပြီဆိုပေမဲ့မမေမပါပဲအပြင်မထွက်ရအောင်နော်။တမီးတို့ကြွံ့ကြွံ့ချင်းချင်းပြန်တက်ပြီးဒီတော့ကြောင့်အထာနှက်သွားပြီဆိုမှသာမမေစိတ်ချနိုင်မယ်ကလေးတို့ရဲ့။ဟုတ်ကဲ့ပါမမေ။တမီးတို့မမေစကားနားထောင်ပါမယ်။ တမီးတို့မမေမပါပဲလုံးဝအပြည့်မထွက်ဘူးနော်မမေကလေးတွေကတကယ်အရန်လိမ့်မှာပဲဒါကြောင့်လဲမမေကစိတ်ဖြောင်းဖြောင်းနဲ့အစာတော်ရှာနိုင်တာပေါ့တနေ့မှစာကလေးကပုံမှန်အတိုင်းမနေ့အစောကြီးထပြီးအစာရှာဖို့ထွက်သွားပါစာကလေးသုံးကောင်လုံးကသူတို့အမေမှားခဲ့တဲ့စကားကိုကံကံမှတ်မိကြပါဒါပေမဲ့သူတို့တွေကဖြူဖြူတကောင်ကအရန်တက်ကြွပြီးနည်းနည်းဆိုးပါယဖြူဖြူကဒီလိုပြောလိုက်ပါယမမသမီးတို့ဒီနေ့အပြန်ထွက်ပြီးအပြင်လောကကြီးကိုစူးစမ်းကြမယ်လေ မမေရတာအပြင်မှာသမီးတို့ကိုအမဲလိုက်မဲ့ဒေါ်ရန်တရိဆန်နဲ့ရှိရဲဆိုပြီးပြောနေတာသမီးတို့တခါမှမမြင်ဘူးပါဘူးအဲအမဲလိုက်တဲ့အကောင်ကြီးတွေကဘလို့နေမလဲမသိဘူးနော် ပြီးတော့သမီးတို့ brain ပေါက်ကနေကြည့်နေတော့အပြင်လောကကြာအရန်လှအပြင်သာထွက်ကြည့်မယ်ဆိုဘလောက်တောင်လှလိုက်မလဲမသိဘူးနော်ဖြူဖြူကဒီလိုတွေတက်တက်ကြွကြွပြောတဲ့အခါလှလှနဲ့နီနီတို့လည်းသိကျင်စိတ်ဖြစ်ပေါ်လာကြပါပြပြရဲ့နှိုးဆော်မှုကြောင့်သူတို့လည်းတက်ကြွလာကြပါပြီးတော့သူတို့အပေပေါ်ကနေတပြေးပြေးဆင်းလာကြပါ යි သူတို့အပြေရောက်တာနဲ့အမဲလိုက်တိုင်ငတ်ကြီးတစ်ကောင်ကသူတို့အတွေ့သွားပါတိုင်ငတ်ကြီးကချက်ချင်းမင်းသူ့ရဲ့တမ္မာရဲ့အတောင်ပံကြီးတွေဖြန့်ပြီး စာကလေးတွေအနောက်အရှိန်နဲ့ပြန်သွားပါဖြူဖြူကလည်းအယမ်းလန့်သွားပြီးအပြေနောက်ကိုပြန်ပြေးပါသူကကြွန်းကြွန်းကြီးကြီးမပြန်တမ်းတက်တဲ့အတွက်ကြောင့်အချိန်ကြာနေပါအခုချိန်မှာဖြူဖြူကသူ့အမေရဲ့စကားနားမထောင်ခဲ့တဲ့အတွက်ကြောင့်အယမ်းနောင်နာရနေခဲ့ပါအမေတမြို့ခဲ့ပါဦးတမီအမေစကားနားထောင်ခဲ့ရမှာတော့အခုတော့ တမီးရဲ့အမိစကားနားထောင်ကြရမှာအခုတော့တမီးတို့ကရောက်နေပြီတမီးနောင်နားရနေပြီမမေရဲ့တမီးကိုကဲပါအောင်ကံကောင်းစွာနဲ့ပဲတင်းငတ်ကဖြူဖြူကိုဖန်းခါနီးဆဲဆဲမှာစာကလေးဘဝကသူ့ကလေးနောင်အမြန်ရောက်လာပါဘဝကတိတ်ငက်ကိုအော်ပြောလိုက်ပါဟဲ့ရုံမာရဲ့တိတ်ငက်ဘလို့တက်တီးနေမြားငါသမီးကိုအမဲလိုက်ရရလေဘဝရဲ့အတန်ကြောင့်အနာမရှိတဲ့တခြားတရိတ်ဆန်တွေလည်းသူတို့ကိုဝိုင်းကြည့်လာခဲ့ကြပါဒါကြောင့်ဒီကလေးကိုအမဲလိုက်ဖို့ကတလောက်မလွယ်ကူတော့ဘူးဆိုတော့ တိတ်ငက်ကနားလေလိုက်ပါ යි ။ဒါကြောင့်သူကအိမ်နားနေပြန်ပြီးထွက်သွားပါ යි ။ဘဝကလေအမှန်တကယ်မှာတော့ထိတ်လန့်နေခဲ့ပြီးသူ့ကလေးကိုဝမ်းသာကြည်နူးစွာနဲ့ပွေဖက်လိုက်ပါ යි ။ပြီးတော့ဒီလိုပြောလိုက်ပါ යි ။ဒီလောကကြီးကအပေါ်ယံမှာလှပသလောက်တကယ်တမ်းကျတော့အရန်လေရက်ဆက်ပါ යි ။သမီးတို့လိုဖြူစင်တဲ့ကလေးလေးအတွက်ကတော့ဒီလောကထဲကျင်လေဖို့အနည်းငယ်များလွန်သေးရဲ့။သမီးအပြင်ထွက်ချင်တာမမေနားလေပါ යි ။ဒါပေမဲ့ဒါအနည်းငယ်များတယ်ဆိုတာသမီးလည်းသိပြီးမဟုတ်လား။ နောက်ဆိုဘာလို့လို့တီချာစဉ်းစားဆင်ခြင်ပြီးမှလုံတော့ကျမတို့ဟာကျမတို့ရဲ့ဘဝမှာဘာပဲလုပ်လို့စဉ်းစားဆင်ခြင်ပြီးမှလုံတဲ့မိုင်မဟုတ်ရင်အနေနဲ့ကြောက်ရောက်တတ်ပါရဲ့နော်ကဲအခုလိုမျိုးစိတ်ဝင်စားစရာနှက်ကတွန်ပုံမြင်လေးတွေကိုကြိုက်နှစ်တတ်တယ်ဆိုရင်တော့ကျမရဲ့ channel ကို like and subscribe လေးလုပ်ထားပေးခဲ့ကြပါဦးနော်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တူပြန်လာခဲ့ပါမယ်အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်